မောင်းမြန်းသိရတယ်လမ်းလျှောက်ရင်လည်းလျှောက်မြန်းသိရတယ်အသက်ရှူသွင်းလိုက်ရင်လည်းရှူသွင်းမြန်းသိနေရတယ်အပြန်ပြီးတော့ထုတ်လိုက်ရင်လည်းထုတ်မြန်းသိနေရတယ်သတိနဲ့လူနဲ့ကတ်မနေဘူးလားကတ်နေတယ်အဲ့ဒါမျိုးလောက်တာကိုတရားအားထုတ်တယ်ခေါ်တာဘာလို့တာလဲတရားအားထုတ်တယ်တရားအားထုတ်တယ်ဆိုတာလုပ်ငန်းပေါ်မှာတရိထားလိုက်တာဘာလို့လိုက်တာလဲ မင်းသတိထားလိုက်တာဒါကြောင့်မို့တတိဆိုတဲ့တရားကိုဘာသာပြန်တဲ့ကာ mindfulness နဲ့ဘာသာပြန်တယ် mind ဆိုတာကစိတ်ဖူးကပြည်နေတာနော်စိတ်လေးကအပြည့်တည်ပြီးတော့နေတာအဲဒါကြောင့်မို့တတိကိုဘာသာပြန်တော့ mindfulness ဖြစ်သွားတာနော်တတိကိုအပြည့်အဝထားခြင်းစိတ်ကိုအပြည့်အဝအာယုံပေါ်မှာထားနေခြင်းသည်ဘာလို့တာလဲပြောရင်တရားအထုတ်တာဘာလို့တာလဲအဲ့တော့တရားအထုတ်တာကခတ်တယ်လားမခတ်ဘူးလား ခတ်သလားမခတ်ဘူးလားမခတ်ပါဘူးဟုတ်လားမခတ်တော့လှုပ်ဖြစ်သလားမလှုပ်ဖြစ်ဘူးလားအဲလှုပ်ဖြစ်ပါတယ်ဖရာလို့ဖြေဟုတ်လားနော်အဲကြတော့လူပေါ်မှာပဲမူတည်သွားတာဟုတ်လားနော်တချို့ကကြတော့နင်းလာတာနဲ့တပြိုင်နက်မျက်နှာလေးသိသိပြီးတော့ဖရာရှိကိုယ်အိမ်ကဖရာကမရှိဘူးလားရှိပါရဲ့အေးအဲ့ဒါဖရာကမှသွားပြီးတော့ရှေ့မှာသွားဝေလေချချပြီးတော့ထိုင်နေဝင်လေထွက်လေလေမှတ်တယ်မရှိဘူးလား အဲ့လိုမျိုးလှုပ်ချင်းတည်ပင်ဘာလုပ်တာလဲတရားအားထုတ်တာဘာလုပ်တာလဲအဲ့လိုမျိုးတရားအားထုတ်တဲ့အတွက်ကြောင့်ဘာတွေရလာတယ်လဲလို့ပြောရင် စိတ်ရင့်ကျက်လာတာဘာရင့်ကျက်လာလဲစိတ်ရင့်ကျက်လာတယ်တဲ့အဲ့ကျတော့လောကထဲမှာစိတ်ရင့်ကျက်တဲ့ပုဂ္ဂိုလ်နဲ့မရင့်ကျက်တဲ့ပုဂ္ဂိုလ်ဘာကွာလဲလို့ပြောရင် မရင့်ကျက်တဲ့ပုဂ္ဂိုလ်ကနည်းနည်းလေးသွားပြီးတော့တွလိုက်ထိလိုက်လို့ရှိရင်နွားမြန်တပြာနဲ့ မရိုက်သေးဘူးထိုးလိုက်တဲ့အတိုင်းပဲဘာဖြစ်သွားလဲဝုံဝုံနဲ့တက်မပြေဘူးလားပြေပါဗျာနွားလည်းမောင်းဘူးလားအဲ့ဒါမှပြဿနာဟုတ်လားနော်ဥစဉ်တော့တော့တော့မောင်းဘူးတယ်ဟုတ်လားနော်နွားလည်းမြန်မောင်းတဲ့အခါကျတော့နွားကိုသွားအောင်ဆိုရင်တပြာနဲ့တားကြီးဝုံတိုင်းနဲ့မရိုက်ဖဲနဲ့နည်းနည်းလေးထိုးလိုက်တာနဲ့တပြိုင်နဲ့ဘာဖြစ်လဲနွားကထွက်ပြေးတာနော်နွားကထွက်ပြေးတာဒါမှမဟုတ်ရင်လည်းပဲအမိကိုကင်ပြီးနည်းနည်းခောက်တာချိုးလိုက်လို့ရှိရင်ဘာဖြစ်လဲထွက်ပြေးတာ လူလည်းပဲအဲ့တိုင်ပဲဘာသာရေးအသည့်နေရင်နည်းနည်းလေးထိလိုက်တာနဲ့တကယ်နဲ့စိတ်ကဘာဖြစ်လဲတန်ဆိုးသွားတာမဆိုးလားစိတ်ဆိုးတယ်ဆိုတော့ဘာပြောလဲစိတ်ဆိုးတယ်ဆိုတော့ဘာပြောလဲမဟုတ်ဘူးစိတ်မကောင်းတော့တာစိတ်ကဆိုးသွားတာနော်ဘာဖြစ်တာလဲစိတ်ကဆိုးသွားတာအဲ့ဒါကိုစိတ်ဆိုးတယ်ပြောတာနော်စိတ်ကဘာဖြစ်သွားလဲစိတ်မကောင်းတော့တာပါစိတ်မကောင်းတော့တာမူရင်းကအကောင်းဖြစ်တဲ့စိတ်ကနေဘာဖြစ်သွားလဲ ဆိုးသွားတာအဲ့ဒါကြောင့်မို့ဘာလို့ပြောလဲစိတ်ဆိုးတာတဲ့ဘာဆိုးတာလဲတော့စိတ်ဆိုးတာဆိုကြမှာသူ့စိတ်ကအမှန်ဟုတ်သေးလားအဆိုးစိတ်ဖြစ်သွားတာတနည်းအားဖြင့်ပြောရင်စိတ်ဆိုးတာဆိုတာကတို့ဘာနဲ့ဘာနဲ့ပြောင်းပြန်လန်နေလဲလို့ပြောရင်ဝိသေသယနဲ့ဝိသေသနတနည်းအားဖြင့်ပြောရင် adjective နဲ့ noun နဲ့ပြောင်းပြန်လန်နေတာနော် adjective နဲ့ noun နဲ့ပြောင်းပြန်လန်နေတယ်ဆိုရှေ့ကစိတ်ပြီး noun ပုတ်နောက်ကဆိုးတာက adjective နာမဝိသေသနာ ပြန်ပြီးတော့တဲ့လိုက်လို့ချင်းသိုးသောစိတ်ဘယ်လိုတဲ့ရမလဲသိုးသောစိတ် bent mind ပဲဟုတ်လားနော် bent ကသိုးဝါတဲ့ဘက်က mind ကစိတ်အဲ့ဒါကမှစိတ်သိုးလို့ဖြစ်သွားတာဘာလို့ဖြစ်သွားလဲစိတ်သိုးဆိုတော့ကြောင်းမြန်လမ်းမသွားဘူးလားကြောင်းမြန်ဖြစ်သွားတယ် mind ဟိုဘက်က bent ဖြစ်သွားတာနော်တကယ်တမ်းကတော့သိုးဝါသောစိတ်ကိုစိတ်သိုးတယ်လို့ပြောတာနော်အဲ့ဒါကြောင့်မို့စိတ်သိုးတယ်စိတ်သိုးတယ်ဆိုတာကောင်းရဲ့လား ကောင်းနေတဲ့စိတ်လေးကနေသိုးသွားခြင်းဒီစိတ်သိုးသွားတာစိတ်သိုးလိုက်တော့ဘာဖြစ်လဲဖျားလို့ပြောတဲ့အခါမူရင်းစိတ်ပြောက်သွားတာဘာပြောက်သွားလဲမူရင်းစိတ်ပြောက်သွားတာလူကနေပြီးတော့ဘာဖြစ်ဘလူးဖြစ်တော့တာပဲဘာဖြစ်လဲလူကနေပြီးတော့ဘလူးဖြစ်သွားတော့တာပုံမှန်တိုင်သူ့ရဲ့ရုပ်ရည်ဒီဟုတ်လားတီတီငိငိလေးနဲ့ကြည့်ပြီးတော့အစဉ်ပြေးနေတယ်ဒါပေမဲ့စိတ်တွေကသိုးလာရင်လက်တွေခြေောက်တွေဘာဖြစ်လာလဲတုံမလာဘူးလား ်သိတ်တွေသိပ်ပြီးတော့ဆိုးလာရင်လက်တွေခြေထောက်တွေကတုံလာတာတဟီးဖြစ်လာပြီးတော့ချလျရမလားနှက်လျရမလားရိုက်လျရမလားခုတ်လျရမလားဖြစ်မလာဘူးလားအဲ့ဒါဒီသိတ်ဆိုးတာဘာလို့တာလဲသိတ်ကောင်းဟုတ်ရလားဟုတ်ပါဘူးစိတ်မကောင်းတော့ဘူးအဲ့ဒါစိတ်ဆိုးသွားတာဒါပေမဲ့စိတ်တွေကဆိုးလာရင်လက်တွေခြေထောက်တွေဘာဖြစ်လာလဲတုံမလာဘူးလားစိတ်တွေသိပ်ပြီးတော့ဆိုးလာရင်လက်တွေခြေထောက်တွေကတုံလာတာတဟီးဖြစ်လာပြီးတော့ ချရလျာမလားနှက်လျာမလားရိုက်လျာမလားခုတ်လျာမလားဖြစ်မလားဘူးလားအဲ့ဒါဒီစိတ်ဆိုးတာဘာလို့တာလဲစိတ်ကောင်းဟုတ်ရလားဟုတ်ပါဘူးစိတ်မကောင်းတော့ဘူးအဲ့ဒါစိတ်ဆိုးသွားတာမျက်နာအနေထားကိုကြည့်လိုက်ရင်လေပုံမှန်အတိုင်းဟုတ်သေးလားမဟုတ်တော့ဘူးသူ့ရဲ့မျက်နာတစ်ခုလုံးကိုလည်းမီးရှို့ထားတာဘာရှို့တာလဲမီးရှို့ထားတော့မျက်နာကဘလို့ဖြစ်ရဲနေတော့တာရဲမနေဘူးလား ရဲနေတော့တာဟုတ်လားမျက်နာကမီးရှို့ခြင်းခံထားရတယ်အဲဒါကြောင့်မျက်နာကหนีဆက်ဆက်ဖြစ်လာပြီးလက်တွေကတုံလာပြီဆိုရင်တော့ကြံတဲ့ပုဂ္ဂိုလ်ကထွက်တာပြီတော့ဟုတ်လားစိတ်ကဆိုးလာပြီဆိုတော့အမှန်ဖြစ်နိုင်သေးလားအဲ့နမ်းမှာ तू လှုပ်လိုက်တဲ့လှုပ်ရက်ဒီအမှားပဲဖြစ်ရနော်ဘာပဲဖြစ်ရမလဲအေးအမှားပဲဖြစ်ရမယ်အဲ့ဒါကြောင့်မို့စိတ်တက်တည်ငြိမ်တဲ့ပုဂ္ဂိုလ်မတည်ငြိမ်တဲ့ပုဂ္ဂိုလ်စိတ်တက်ရင့်ကျက်သူနဲ့မရင့်ကျက်သူဒီကွာသလားမကွာဘူးလား သွားတယ်စိတ်တရင်ကျက်တဲ့ပုဂ္ဂိုလ်ကြတော့သူလှုပ်လာတဲ့လှုပ်ရက်ကိုတိုက်ရိုက်မဖြေရှင်းမနဲ့အကြောင်းရင်းကိုလှမ်းဖြေရှင်းတာသူငါ့ကိုဘာလို့စိတ်ဆိုးတာလဲငါဘာသွားလှုပ်လိုက်လို့လဲနောက်တခါဒီဟာမျိုးမကြက်ရင်ငါလှုပ်လို့မဖြစ်ဘူးသူကြတော့အကြောင်းလှမ်းတတ်တာအကျိုးတတ်တာဟုတ်လားမဟုတ်ဘူးတန်းပြီးတော့သူလာတာကိုထိတ်တိုက်ဝင် တွေးလိုက်ရင်တော့ဘာဖြစ်သွားမီးပွင့်တာဗောမပွင့်ဘူးလားမီးပွင့်ပြီးတော့နှစ်ယောက်လုံးရိုက်ကြနှစ်ကြဖြစ်သွား အဲ့လိုမဟုတ်ဘဲနဲ့စီးစစ်နေတကြစီစစ်တဲ့ပုံကိုကြတော့ဟိုဘက်ကအကြောင်းကဗရာဏဘာဗရာဏလဲလူတယောက်ကိုလာဆဲရင်ဘာတော့ရှိမလို့အကြောင်းကတော့ရှိမှာနော်ကိုကအတင်းမြန်လွတ်ထားလို့လားဟိုဘက်နားမှာဒီကောင်မရှိခင်ငါအတင်းပြောထားတာလားကိုကကိုပြန်စဉ်းစားကြည့်ဩဟုတ်သားပဲမနေ့ကဒီကောင်မရှိတော့ငါအတင်းပြောထားတာဒီကောင်ဒါသိလို့လာဆဲတာပဲသူမှားတာမို့ငါစမှားတာလုပ်လို့မရဘူးလား ရတယ်အဲ့ဒါကြောင့်မို့နေရာတကာမှာအကြောင်းနဲ့အကျိုးဆိုတာရှိဘာနဲ့ဘာရှိလဲအကျိုးတရားမှန်သမျှဒီဘယ်သူ့ကိုအခြေခံပေါ်လာတာလဲအကြောင်းကို အခြေခံပြီးတော့ပေါ်လာတာအဲ့ဒါကြောင့်မို့တက်ရင်အကျိုးကိုတက်လို့မရဘူးဘာလို့တက်ရလဲအကြောင်းကိုတက်ရတယ်အဲ့ဒါကြောင့်မို့စိတ်တည်းလေးကို ရှင်းရှင်းလင်းလင်းလေးထားမယ်လို့ဆိုရင်တိ ီလနဲ့စိတ်ရှင်းအောင်လုပ်ရမယ်။ဘာနဲ့လုပ်ရမလဲ။သီလနဲ့စိတ်ရှင်းအောင်လုပ်။နောက်တစ်ခုကတမာဓိနဲ့စိတ်ရှင်းအောင်လုပ်။ဘာနဲ့လုပ်ရလဲ။တမာဓိနဲ့လုပ်ဆိုတာကစိတ်တည်ငြိမ်မှုနဲ့ရှင်းအောင်လုပ်ရတယ်။ဘာလုပ်ရလဲ။စိတ်တည်ငြိမ်မှုနဲ့စိတ်တက်လေးကို ရှင်းသွားအောင်လုပ်ရတယ်။နောက်တစ်ခုကဓိဋ္ဌိပို့ပြီးအစစ်မြင့်မြင့်လုပ်ချင်ရင်ပညာနဲ့စိတ်တက်ကိုရှင်းအောင်လုပ်ရတယ်။ဘာနဲ့လုပ်ရလဲ။ ြညာနဲ့စိတ်တက်ကိုရှင်းအောင်လုပ်ရတယ်ဆိုတာကြတော့ပညာနဲ့လုပ်တယ်ဆိုတာဘာလဲပြောရင် လုပ်ငန်းလေးတစ်ခုလုပ်တာပဲဖြစ်ဖြစ်တစ်ခုခုကိုကစူးစမ်းအားထုတ်တာပဲဖြစ်ဖြစ်ပညာနဲ့စီစစ်ပြီးတော့ကြည်တာနော်မလုပ်ခင်ဘာလုပ်လဲစီစစ်ပြီးတော့ကြည်တာဒီတိုင်းဟုတ်ရဲ့လားနော်ခွဲခြားစိတ်ပြပြီးတော့ကြည်တယ်မှန်ရဲ့လားဒီတိုင်းလုပ်လိုက်ရင်တင့်တော်သလားမတင့်တော်ဘူးလားဟုတ်ပြီငါဒီလိုသိပြီ ဒါသည်အတိမှန်တယ်ဟုတ်တယ်ဆိုပြီးတော့ကိုလုံးတဲ့အရာပေါ်မှာပညာလေးနဲ့လိုက်တာဗာလေးနဲ့လိုက်လေပညာလေးနဲ့လိုက်ပါပါပညလေးလက်ဖို့ရေးမကြည့်ဘူးလားအဲ့ဒီပညာလေးမပါလို့ရှိရင်ဗာတွေဖြစ်တယ်လေလို့ပြောရင် လုံးသမ ्या အမှားတွေဖြစ်တတ်တယ်ဗာတွေဖြစ်တယ်လေလုံးသမ ्या အမှားတွေဖြစ်တတ်ပါအေးအမှားတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လောကကပုံကူများစိတ်ဓာတ်လေးကိုရှင်းအောင်လုပ်မယ်ဟဲ့လို့ဆိုရင် ဟုတ်လားပထမဆုံးသီလနဲ့ရှင်းအောင်လို့ဒုတိယတမာဓိနဲ့ရှင်းအောင်လို့တတိယပညာနဲ့ရှင်းအောင်လို့ဘယ်နှမျိုးနဲ့လုပ်လို့ရပါရီနဲ့လုပ်လို့ရလဲ၃မျိုးပါဘာရီနဲ့လုပ်လို့ရလဲသီလတမာဓိပညာ morality concentration and wisdom နော်ဒီဘက်ကကိုခြင်းနဲ့လှုပ်လို့ရတယ်တည်ငြိမ်မှုနဲ့ ြုလုပ်လို့ရတယ်ခွဲကြစိတ်ပြတတ်တဲ့ပညာနဲ့လုပ်လို့ရတယ်မရဘူးလားမရပါဘူးဘုရားဝါဒကစနစ်ကြသလားမကြဘူးလားကြတယ်အဲ့ရာမျိုးကိုကလှုပ်ယူနိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီစိတ်ချမ်းသာဖို့ရာအတွက်နီလံမရဘူးလားမရပါဘူးဒါကြောင့်မို့နီလံအခုဘယ်နှစ်ရက်လဲ3ရက်ဘာတွေလဲပြောရင်သီလသမာဓိပညာမြန်မာလိုပြောရင်ကိုခြင်းတရား စိတ်တည်ကြည်မှုနောက်တစ်ခုကခွဲကြစိတ်ဖြာတတ်တဲ့ဉာဏ်ဗာလဲခွဲကြစိတ်ဖြာတတ်တဲ့ဉာဏ်အဲ့သုံးမျိုးနဲ့မလုတ်သိမ်းဘူးလားဟုတ်ပါပါအေးပြီးသွားလို့ရှင်နောက်ထပ်နီးစနစ်လေးထပ်ပြီးတော့ပြင်မယ်အခုသီလသမာဓိပညာဘယ်နှမျိုးလဲသုံးမျိုးပါဗျာသုံးမျိုးနဲ့လုတ်ယူရင်စိတ်ချမ်းသာမှုရသလားမရဘူးလားရတယ်နောက်တစ်ခုကဘာနဲ့လုတ်မလဲလို့ပြောရင် မေတ္တာစိတ်ထားယဉ်မာပွားရမယ်တဲ့ဗါတယ်လေမေတ္တာစိတ်ထားယဉ်မာပွားယူရမယ်တဲ့လောကထဲမှာမေတ္တာထားတတ်ဖို့လိုသလားမလိုဘူးလားလိုပါရဲ့ဗျာလောကထဲမှာမေတ္တာထားတတ်ဖို့သိပြီးတော့လိုတယ်ဟုတ်လားမေတ္တာတရားရှိဖို့ရာမေတ္တာတရားရှိဖို့ကြတော့လွယ်သလားလို့ပြောရင်လွယ်တဲ့ပုဂ္ဂိုလ်အတွက်လေလွယ်တယ်မလွယ်တဲ့ပုဂ္ဂိုလ်အတွက်လေမလွယ်ပါဘူး အကြောမေတ္တာဆိုတာဘာလဲလို့ပြောရင်ကိုကနေအပကြံတဲ့ပုဂ္ဂိုလ်တယောက်ယောက်ကို စိတ်လေးချမ်းသာပြီးတော့နေစေချင်တာစီးပွားလေးဖြစ်ပြီးတော့နေစေချင်တာတိုးတက်ပြီးတော့နေစေချင်တာအဲ့ဒါဘာစိတ်ဓာတ်လဲမေတ္တာစိတ်ဓာတ်မေတ္တာစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဒီကြံတဲ့ပုဂ္ဂိုလ်ကိုမကောင်းစေချင်ဘူးလား ောင်းစေခြင်းနဲ့တဲ့လောကထဲမှာရှိနေတဲ့ပြဿနာပေါင်းများစွာ ဖြစ်နေခြင်းသည်မေတ္တာမရှိလို့ပဲပြည့်တယ်ဘာမရှိလို့လဲမေတ္တာမရှိဘူးလူတယောက်နဲ့တယောက်တွေ့တယ်ဟဲ့လို့ဆိုရင်မေတ္တာရဲ့အစားဘာဝင်လာတတ်တယ်လို့ပြောရင်ဒေါသဝင်လာတတ်တယ်ဘာဝင်လာတတ်လဲမေတ္တာရဲ့ဆန့်ကျင်မှတ်ဒီဒေါသပဲမေတ္တာရဲ့ဆန့်ကျင်မှတ်ကဘာလဲဒေါသ လောကထဲမှာမေတ္တာထားနိုင်ရင်ထားမထားနိုင်ရင်ဘာဝင်လာလဲဒေါသတရားဝင်လာတယ်ဒေါသတရားနဲ့နိုင်ပြီးတော့ကြည့်ရင်လည်းပဲအမြဲတမ်းအပြစ်ကိုပဲလိုက်ကြည့်တာဘာကိုလိုက်ကြည့်လဲအပြစ်ကိုပဲလိုက်ကြည့်တာဒီကောင်လုံနေလဲအလကားပါပဲကွာဒီကောင်ပရိမြန်ကိုင်းတာသေးတယ်ဘာပရိတုံအလကားပရိဟောဒီလိုဖြစ်တတ်တယ်ဘာသာရေးလေးသွားပြီးတော့ဥပုသ္စရလေးသွားပြီး သီလလေးစောက်တည်မယ်လဲကြံဘာကောင်တော့ဘာတော့ ਨੇ နဗေကအပြစ်တကျမြင်မနေဘူးလားမြင်နေတတ်တယ်အဲ့ဒါမေတ္တာလားဒေါသလားဒေါသပါဗျာဒေါသအဲ့ကြောင့်မို့လောကထဲမှာမေတ္တာထားဖို့ရာက ခက်တယ်ဒေါသတရားကအလွယ်တကူတင် ပေါက်ပွားမလာဘူးလားပေါက်ပွားလာတယ်ဒေါသကမွေးမြူရသလားလို့ပြောရင်ဒေါသသည် automatically ပဲအလိုလိုနင်းပေါ်ထွက်လာတာမထွက်ဘူးလားထွက်တယ်မေတ္တာကြတော့ဘာလို့မရလဲ မွေးယူရတယ်ပွားယူရတယ်ပွားမယူပါဘူးလားပွားယူရတယ်မေတ္တာပွားတယ်ပွားတယ်ဆိုတာကိုယ်မေတ္တာကိုသူမြန်းကိုပို့ကိုယ်မေတ္တာပထမဆုံးကိုယ့်ကိုယ်ကိုမေတ္တာရှိအောင်အရင်ထားထားပြီးသွားရင်ဒီမေတ္တာကိုသူမြန်းစီပို့လိုက်ရင်အဲ့ဒါပွားသွားတာမပွားဘူးလားတယောက်ကနေနှစ်ယောက်ဖြစ်သွားတာအဲ့ဒါကြောင့်ဘာလို့ခေါ်လဲမေတ္တာပွားတာဘာပွားတာလဲမေတ္တာပွားတာအဲ့ဒီတယောက်ကနေနောက်ထပ်တစ်ခါပြန်ပြီးတော့ကိုယ့်ရက်ွက်ထဲမှာရှိနေတဲ့ ကျန်တဲ့ပုံကိုယ်တွေကိုဆက်ပြီးတော့မေတ္တာပွားပွားယူလို့မရဘူးလားအဲ့ဒါမှမေတ္တာပေးမှမေတ္တာရတာဘာပေးမှဘာရတာလဲမေတ္တာပေးမှမေတ္တာရတာမေတ္တာပေးမှ